မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအလုံးမင်္ဂလာပါခင်ဗျာ20ရက်နေ့20ရက်ငါးလ2025ပင်္ဂလာပင်လောအချင်းလေးတွေအနေငယ်ထူးခြားမှုလေးရှိနေလို့ပြန်လည်ရေးတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာနဆယန်ဒီမှာ လေဖီယာနဲ့ရဝင်းတစ်ခုဖြစ်ပေါ်ပြီးတော့ခုဆိုရင်တော့တိလင်္ကာကတိလင်္ကာအထက်ကနေပြီးတော့ပင်္ဂလာပင်လယ်အော်အိန္ဒိယကမ်းခြေနားမှာပောက်ွက်မဲ့အနေအထားတစ်ခုဖြစ်ပါတယ်95ရက်နေ့ ဒါ channel လေးဖြစ်ပါတယ်26ရက်နေ့မှာတော့ကိုကိုကျွန်းဘေးနားမှာလေဆိုင်ဝဲတစ်ခုစတင်ရေးဖြစ်ပေါ်မဲ့အခြေအနေလေးတွေကိုမြင်တွေ့နေရပါတယ်အထူးအဖြင့်မြမကံယိုတန်းရန်ကုန်နဲ့တာကြီးကံယိုတန်းအေယာဝီတန်းကံယိုတန်းဘေးမှာလေဆိုင်ဝဲတစ်ခုစတင်ရေးဖြစ်ပေါ်နေပါတယ် 28ရက်ဒီမှာလေဆိုင်ဝဲရဲ့အချိန်နဲ့တူသီးမဟုတ်စောင့်ကြည့်ရင်အွန်လိုင်းဖြစ်လာမလားပေါ့နော်ရေကြီးမိုးကြီးလေကြီးမဲ့အချိန်တွေကတော့ထမှန်ရေတွေ့ရှိနေရပါတယ်ဒါကြောင့်မြဝအကျွန်းပေါ်ကံယူတန်းမှာအရာဒီတိုင်းရန်ကုန်ဒေသကြီးရခိုင်ကံယူတန်းဒေသကြီးက ချစ်မိတ်ဆွေများအားလုံးအတည်ပြုခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကပါသူကပါသားအားလုံးဘေးရန်ကင်းကြပါသည်အသက်ရှိရှိနိုင်ကြပါသည်ထူးခြားမှုများရှိရင်ပြန်လည်တင်ပြပေးပါဦးမြည်အားလုံးဘေးရန်ကင်းကြပါသည်